င်္ဂလာပါကျွန်တော်တို့ CDS ကွန်ပျူတာနဲ့ပြန်လည်ကြိုဆိုပါရစေ။ဟုတ်ကျွန်တော်တို့ရန်ကုန်တင်္ဂလာမှာ if statement တွေကိုစတင်မိတ်ဆက်ခဲ့ပြီနော်။ရိုးရိုး if လေးပဲ။ဒီဒီဒီပုံစံလေးဒီ form လေးနဲ့ဒီ syntax လေးရယ်နော်။ syntax semantics how to write if statement ကို condition တွေစစ်ချင်ဒီလိုစစ်စစ်ဖို့အတွက်စစ်ဖို့အတွက် data type တွေရှိရတယ်။စစ်ဖို့ကောင်းကြောင်းကျွန်တော်တို့ကြိုရေးထားတယ်။ဒါဆိုရင်တို့တို့ variable နှစ်ခုကြောင်းညာထားတယ်။ကြောင်းညာထားတဲ့နှစ်ခုပဲကျွန်တော်တို့အမျိုးမျိုးစစ်ပြီးတော့လုပ်နေ။ Okay ။နောက်တစ်ဖောင်တစ်ခုသွားမယ်။ if access ကျွန်တော်ရင်ကောက်တော့ if if ဆိုပြီးတော့နှစ်ခုလုံးရေးခဲ့တယ် if ဒီလို block ကို block နှစ်ခုရေးရတယ်မှန်တဲ့ block ကိုသူ့လို့တကယ် program ရေးတဲ့ချိန်ကအဲ့ဒီပုံစံမတော်ဘူးဒီမှာကြီးမှန်ရင်ဒီ block ကိုလုံမယ်မှားရင်ဒီ block ကိုလုံမယ်အဲ့ဒီပုံစံလုံ coding tool လေးကျွန်တော်ဒီမှာကြီးပြောင်းရင်းလိုက်တယ် access ဟုတ်နော် access ကဒီနားထားလို့ရတယ်ဟုတ်နော် if as ဒီပုံစံမှန်ရင်ဒီ block ကိုလုံမယ်မှားရင်ဒီ block ကိုလုံမယ်ဟုတ်နော်ဒီမှာကြည့်သူဒီ condition မှန်တရားကိုလုပ်မယ်ဒီ condition အဲ့လိုမှမဟုတ်ရင်ဒီ condition ကိုလုပ်ကြည့်လိုက်ဒါသည် a နဲ့ b နဲ့တူလားလို့ပဲမတူဘူးလေ မတူတဲ့တူလားလို့တူရင်ဒါထုတ်မယ်မတူတဲ့အတွက်သူဒါထုတ်သွား Okay control ချက်ချက်နဲ့ပြန်ပြီးတော့ run ကြည့်လိုက် A is not equal B အရှင်းနေတာဒါမတူဟုတ်ပြီ Okay နောက်တစ်ခုတူလားမတူလားနောက်တစ် if ရဲ့ပုံစံတစ်မျိုးဒါဒီကျွန်တော်တို့ condition ဘယ်နှခုကိုဆက်တာတစ်ခုကိုဆက်တာဒီက quartet တစ်ခုပဲဆက်တာ Okay နောက်တစ်နောက် condition အများကြီးတည်ပြီးဆက်ချင်တယ်ဆက်ချင်တယ်ဆိုရင်ကျွန်တော်တို့ဒီထက်က if access နဲ့တော့ဘာလုပ်မလဲရေးမယ် Okay မလား if absent နဲ့ ရေးမယ် if b နောက်တဲ့တစ်ပြက် as if ပြီးရင်တော့ s အဲ့ဒီ form ရေးမယ်ကဲရေးမယ်ကျွဲတယ်ကျွန်တော်ကြိုးရတဲ့ code ကျွန်တော်ဟွာလုပ်လိုက်မယ်နော်ဒီမှာ comment ခံတာဒါ comment မခံတော့ copy ယူလိုက်မယ်ပြီးရင်တော့ form လေးကိုကျွန်တော်ပြီးရင်ရှင်းပြအောင်နော် group ဟုတ်ပြီဒီမှာကြည့် as if form တစ်ချက်ကြည့်လိုက်ဒီ form နဲ့ဒီ syntax ပုံနဲ့ if flow ရေးတယ် if flow ရေးတယ်ပြီးရင်တော့ as if flow ရေးတယ်ပြီးရင်တော့ as if flow condition မနှစ်ခုတော့သုံးခုစစ်တယ်1 2 3 ဒီ employer မိ main employer မှာဟုတ်လားဒီ main employer မှာကျွန်တော်တို့ဘာတော့ condition ဘယ်လိုမျိုးစတယ်၃မျိုးစတယ်ညီလားပြီးရင် ARB နဲ့ကြီးလား ARB နဲ့ငယ်လားဆိုတော့အခြေအနေဘယ်လိုမျိုးကိုစလိုက်၃မျိုးစလိုက်စစ်ပြီးတော့ဒါအောက်ထုတ်တကယ်လို့မှဒီအခြေအနေတွေအကုန်လုံးမှန်မှန်မှုဆိုတော့နောက်ဆုံးအဟာကိုသွားထုတ် Okay control set ဒီအခြေအနေမှာဘာကိုသွားစစ်မလဲကြည့်မယ်ပြန် run မယ် A is less than B ဒီကုန်းနဲ့တိုက်ကြည့် သူက A နဲ့ B နဲ့ညီလိုက် A က A က 5B က 10A နဲ့ B နဲ့ညီလိုက်ချင်းမညီဘူးလေဒီက9ဒီက10 ARB ကကြီးလိုက်ချင်းမကြီးတော့မကြီးတော့ဒီကုတ်ကျော် ARB ကငယ်လိုက်ချင်းငယ်တာမှန်တယ်9နဲ့10 9ငယ်တယ်ငယ်တဲ့အတွက်ဒီ if else ကိုထုတ်တယ်ဒီ else block အလုပ်လုပ်သေးလားမလုပ်တော့ကျုံသွားတယ် Okay မလားအဲ့ဒီ condition statement လေးတွေကိုကျွန်တော်တို့က condition statement decision statement လို့လည်းခေါ်တယ် condition code လို့လည်းခေါ်တယ် control flow code program ကိုကျွန်တော်တို့ပါတယ် controller ဒါအခြေခံပဲရှိတယ်ဟုတ်နော် တကယ်ဘလို့လဲဘလို့အသုံးချတယ်။အဲ့ကျွန်တော်တို့ခွန်ရခဲ့။နမူနာလေးနဲ့ကျွန်တော်ပြောမယ်။တော့ကြောင့်ဒီမှာကျွန်တော် variable username password ရှိတယ်။ဒီထဲမှာ if username equal equal code ကို register လုပ်ထားတယ်ဆိုကို register လုပ်ထားတဲ့ username email address ကိုသူက database ထဲမှာမှတ်တာ။အဲ့ဒီ database ထဲက data ကိုသူကလမ်းခေါ်လိုက်။လမ်းခေါ်ပြီးတော့ဒီကနေလာတိုင်းကုတ်နဲ့လမ်းခေါ်ပြီးတော့ဒီမှာသူထည့်လိုက်တဲ့ဟာသူထည့်ရလိုက်တဲ့ input ကိုယူပြီးတော့လာတိုင်းတိုက်လို့မှန်နေဆိုရင် window ကြီးပွင့်ပေးမယ်။မှန်မှန်ဆိုရင် window ကြီး ွင့်မပေးဘူးကျွန်တော်တို့ဆော်ရဲတယ်ကိုဝင်ခွင့်မပေးဘူးအဲသဘောတရားတွေအဲ့ဒါ if necessary if necessary တဲ့နေမှာကျွန်တော်တို့တခါလည်းပြပေးသွားမယ်ဒီပိုင်းကြီး if the found the nest အခြေခံ formula လေးရှိတယ်၃မျိုးရှိတယ် next if ကြားထဲမှာနောက်တဲ့ if တွေကို if တဲ့ကိုထပ်ပြီးတော့ if တွေ test သင်လို့ရသေးတယ်ဟုတ်လားရသေးတယ်နော်ပြီးရင်ကျွန်တော်ဆက်ပြအောင်โอเคအဲ့ဒါလည်းကျွန်တော်တို့ if တွေကိုရောဆက်ပေးပါဒီပုံစံကိုကျွန်တော်မျက်စိရရှင်ရပါမယ်နော်โอเค a ကလည်းလောလောဆယ် absolute flow သူဘလုံးမလို့တော့โอเคနောက်တစ်ခုထပ်ကြည့်လား ဒီမှာနည်းနည်းရှုပ်လာ။ကွိုင်းလာဟုတ်လား။ဒါကြည့်။ DFG ထဲမှာဟုတ်လား။ DFG ထဲမှာဒီ block ထဲမှာကျွန်တော်တို့ if တက်ထည့်လို့ရတယ်။ဒီ block ထဲမှာလည်း if တက်ထည့်လို့ရတယ်။ဒီ block ထဲမှာလည်း if တက်ထည့်လို့ရတယ်။ထပ်စစ်လို့ရ။ get ထဲမှာကျွန်တော်ပါဆက်မယ်ကြည့်မယ်။ if if block ထည့်ရတာနော်။ if if block ရဲ့ if block ရဲ့ form လေးလား။ if နောက်တစ်ခုပြင် a equal equal b ဟုတ်ပြီ။အဲ a လေးကိုထပ်စစ်မယ်။ if block ထဲမှာနော် if flow ထဲမှာကျွန်တော်နောက်ထပ်တစ်ခု if တစ်ခုထည့် a greater than 0 a က0တဲ့ကြီးလာဆိုကျွန်တော်စဉ်းလိုက်ဟုတ်လားကြီးတယ်ဆိုရင်ဒီ if ရဲ့ if flow ထဲမှာဒီ flow ထဲမှာနော်ဟိုကွာတယ် calibrate တွေမျက်စိနဲ့မကြောင်နဲ့ calibrate တွေဒါကုန်းနဲ့ရေးတာမဟုတ်ဒီ if ရဲ့ main if ကြီးမှာဒီ if flow abate ဒီ if ရဲ့ abate ကဒီကောင်ဟုတ်လား calibrate ထဲမှာကျွန်တော်ဗာရေးမလဲ a n e r t a left a left a s idea here greater greater than 0 a ဟာ0တက်ကြီးပါတယ်ဆိုတော့ statement တစ်ခုတက်ကဲဘယ်လိုလုပ်လို့မလဲကိုနေဒီရှင်နေအများကြီးဖြစ်တာနော်ဒီမှာအခြေအနေတစ်ခုဒီမှာအခြေအနေတစ်ခုဒီမှာအခြေအနေတစ်ခု3ခု3ခုစစ်တယ်ပြီးရင်တော့ access နောက်ဆုံးဘလော့မှာဒါထုတ် okay နောက်တော့ဒီ if ထဲမှာနောက်တစ်ခုတက်စစ်တယ် if ထဲကိုနောက်တော့ if တစ်ခုတက်စစ်တယ်နော် if a 0တက်ကြီးလာကြီးရယ်လေ a 5ပါကဲကြီးရင်ဘယ်လိုလုပ်လို့မလဲကြီးမယ်နော် if ကြီးရောလိုက်ပြီ okay a is less than b ဟာ a is less than b a ဟာ less than b ထက်ငယ်တယ်တကောပဲတခုပဲလောက်လို့ okay မလားဆက်ကြည့်မလားဟုတ်ပြီနော် reflect လောက်ရတယ် reflect a is less than b ဒီကောဘလောက်ပဲလောက်လို့ဘာဖြစ်လို့လဲဒီဘလောက်မှာသူဆက်ပြီးသွားရင် a equal equal b a ဟာညီမမညာမညီတာဖြစ်လို့တည်းဒီဟာတွေအကုန်လုံးသူဘာဖြစ်သွားလဲကြော်သွားတယ်ဒီထဲမှာကြိုက်တဲ့လောက်ဆက်ဒီကောက်စီဘာမှအသက်မဝင်တော့ okay မလားဟုတ်ပြီ ဒီဘက်ကိုကျွန်တော် control ဖြတ်ကြည့်လိုက် sorry control z ကျွန်တော်တို့ဘလော့တွေလွှဲနေနော်ဘလော့လေးကိုမျက်စိတွေကွဲပေးစေနော် calibrate မျက်စိရှင်နေပေးစေကုတ်ရေးတဲ့နေ okay control h ဒီ fg ရေကျွန်တော်တို့မှန်တဲ့ဘလော့တွေသွားထည့်မယ် control s ပြီးရင်တို့ဒီမှာ arb ထက်ငယ်လာငယ်တယ်ဟုတ်ပြီငယ်လာဖြစ်တဲ့တရားကိုအလုံးလုံးတယ်နောက်တစ်ခုဒီထက်ကနော် control v if လောက်ထပ်ထည့်လိုက်ဒီ absis ထည့်ဝင်တော့ if တစ်ခုထည့်လိုက် condition နှစ်ခုထည့်စေဒါငယ်တယ်ငယ်တဲ့အတွက်ဒါထုတ်တယ်ဟုတ်တယ် ်ထုတ်ပြီးတော့ another test if a ရ0တက်ငယ်လာငယ်လာတဲ့နှစ်ခါထွက်လေ okay control s တစ်ချက်နေနော် control s တစ်ချက်နေ replay a is less than b okay a is greater than 0ဟာ a က b ထက်လည်းငယ်တယ်ပြီးတော့0ထက်လည်းပါဖြစ်နေတယ်ကြီးနေတယ် condition တွေမှန်နေတဲ့အတွက်မှန်နေတဲ့ block နှစ်ခုလောက်နှစ်ခုလောက်လောက်တာဒါဒီကျွန်တော်တို့ nested if okay မလားအဲ့ဒါတို့ if ဒါအခြေခံပုံစံနဲ့ပုံပြီးသွားတယ်အခြေခံပုံစံနဲ့ if ဒီရောလို့လည်းရတယ်တို့လားအခြေခံပုံစံ if condition block ပြီးတော့ if condition block chain လေးနည်းနည်းလေးဒီနားလေးပါပဲ basis ပိုင်းမှာဒါလေးတေချာနားလည်ပြီးတော့ပြီးတော့ if တွေ if တွေရောလို့ရတယ်မှန်တယ်တဲ့မှာ tab set လို့ရသူကမှန်မှန်နဲ့ block ကတော့ကြော်သွားမယ် calibrate ကိုမျက်စိနဲ့မြင်ရမယ် calibrate ကိုအရင်ကလာပြောခဲ့တာပဲမျက်စိနဲ့မြင်နေရမယ် okay မနော်အဲဒါဆိုရင်ကျွန်တော်တို့ if ရဲ့ chain ပဲ okay အဲ if flow လေးကိုတော့ဒီမှာ9 minute ဆိုတော့တက်ပြီးတော့ကျွန်တော်ပြောမယ်သတိထားရတယ်တက်ပြောနော် okay ဒီမှာကြည့်ဒီ chain ကိုကျွန်တော်ပြောမယ် equal equal sign equal ဒီတော့ equal တခုတည်းဆိုရင်ဒါကြည့် a equal 5 a equal to 5 a ရဲ့ a 1 variable variable name a ရဲ့ဘယ်လိုပါထဲတော့5ဆိုတော့တန်ဖို့ထဲဒါဒီ assignment operator equal နှစ်ခုဒီပါလဲဆိုရင် equality operator မှန်လားမှန်မှန်လားဆိုတာမှန်ရင် true မှန်မှန် false အဲ့ဒီပုံစံနော် a equal equal b a နဲ့ b နဲ့ညီလားဆိုပြီးတော့သူဒီဘာလုပ်တာစစ်တာ okay အဲစစ်တဲ့ချိန်မှာကျွန်တော်ဒီနားလေးကိုလည်းဒါလေးကိုကျွန်တော် comment ထပ်အောင်ချင်တယ်ဒါကြည့် comment အောင်ချင်တယ်ဒီလိုလေး outline မယ် โอเค if access ခံလိုက်မယ်ဒါတွေအကုန်လုံး comment အောင်လိုက်မယ်โอเคအဲ့ဒါကျွန်တော် deploy အကုန်လုံး comment အောင်ပါဘာမှလုံးလုံးမဟုတ်ဘူး continuous kitchen နေသွားရွမ်းကြည့်သွားရွမ်းကြည့်โอเคဘာမှလုံးလုံးစေခိုင်းချက်လည်းမရှိတော့ comment အောင်စားတော့ comment စားတော့ကြိုးသွားမယ်ဒီမှာကျွန်တော်ဗာပြောချင်တာလေဒီ equal သုံးလုံးနဲ့နှလုံးပဲကြိုးရွမ်းကြည့်ကျွန်တော်ဒီတော့မှအဲ deploy လေးတစ်ခုတော့ယူလိုက်အောင်မယ်ဟုတ်လား SSB ကတူဒီနားလေးတော့ထည့်လိုက်။ Okay Ctrl C ပြီးတော့မရေးတော့ဘူး။ရေးတာရေးပြန်ရအောင်အချိန်မလိုပဲကြာ။ Theory ပဲကြောင်းရှင်းတာ။ကြည့်။ AE ဝဲဝဲ B တန်ဖို့တူတူထားလိုက်မနော်။ Fight ။ဟုတ်လားဒီမှာလဲ Fight ။ဒါဒီမှာလဲတော့တို့ဒီမှာလဲတော့တို့ Fight ချင်းတော့မတူ။ဒီ Fight ကိုကျွန်တော် string data တိုင်းအနေနဲ့ string အမျိုးအစား string data အမျိုးအစားအနေနဲ့သိမ်းမယ်။ဒီ Fight ကိုတော့ B ထဲမှာကျွန်တော်ဗားထဲထည့်မယ်။ in ဟာ number number မျိုးစားအနေနဲ့ကျွန်တော်တို့သိမယ်ဟုတ်ပြီနော်အဲကျွန်တော် category မခွဲဘဲနဲ့တစ်ခါတည်းပဲပြောလိုက်မယ်ဟုတ်လား basic ပြီးခန်းတာနားလည်ပါလားလွယ်လွယ်လေးမို့လို့နော် number တစ်ခုဒီမှာ file ဒီမှာလဲ file file ပြင်မယ်ဒီကားဒီ data တိုင်းမျိုးစားပါနော် string ဒီကောင်းဒီ data တိုင်းမျိုးစား file ကဲ equal နဲ့စစ်မယ်ဟုတ်လား a ရဲ့စစ် equal a နဲ့ပြင်တူလားလားစစ်ဒီ access ကတော့ထားလိုက်တော့ when replace a is equal b a နဲ့ b ကဘာဖြစ်တာလဲတူတယ်တဲ့ဟုတ်တယ်လေသူမျက်စိထဲမှာ file နဲ့ file နဲ့တူဒါပေမဲ့ သုံးချောင်းရဲ့ equal ဒါ javascript လို့ php လို့မှရှိတဲ့ဟာလေးမျိုးလို့ဒါကြုံလုံးပြီးစမ်းတာမှတစ်ခါလေးပြ equal သုံးလုံးနဲ့ဆက်မယ် control s equal ဘယ်နှလုံးနဲ့ဆက်မလဲသုံးလုံးနဲ့ဆက် control s တစ်ချက်တော့ okay ဘာမှမရောတစ်ချက်ကြည့်မယ်နော်ဘာမှမရောဘာမှမရောဆိုတာ तू မှန်တာတခုမှမရှိ a နဲ့ b နဲ့ညီမှမရကျွန်တော်ညီမှပါတော့တစ်ချက်ဟွာပြလိုက်နော် ss ကိုတော့ရေးလိုက်မယ် ss a not equal b control c အဲ့ဒါဒီနားလေး algorithm လေးနည်းနည်းပြောင်းလာမှာ control v မညူးဆိုရင် is not equal ဟုတ်လား a is not equal b အဲ့လိုပြန်ပါโอเคအမှန်ကြည့်မယ်အာခုနကတော့နှစ်ခုတည်းလောက်တော့သူဒီမညီတဲ့အတွက်အော် a နဲ့ a a ကငားငားချင်းညီတဲ့အတွက် a is equal b ဆိုပြီးပြန်ကျွန်တော် equal သုံးမျိုးနဲ့ဆက်လိုက်တယ် reflect ပြန်လို့ a is not equal b ဟာ a ရ b နဲ့မညီတော့ပြန် why ဘာဖြစ်လို့လဲဒီမှာကြည့် fight ချင်းတော့ညီတယ်ဒီကောင်းဒီပါလဲ data တိုက်ချင်းကြမညီရောအတိအကျဆက်တယ်အားကြောင့်လို့ကျွန်တော်တို့ဒီ javascript ညာမှာ php javascript အဲ့ဒီညာမှာကျွန်တော်တို့စစ်တဲ့ညာမှာ equal နှစ်ခုအစား equal ဘယ်နှခုအများသားရင်သုံးခိုင်းလဲဆိုသုံးခုအများသားပါဖြစ်တော့ဘာဖြစ်လို့လဲသူအတိအကျထည့်ဆက်တယ် data တိုက်ချင်းသူဒီတိုက်ဆက်တာဖြစ်တဲ့အတွက်အဲ့ဒီ operator လေးကို equal လမ်းချက်လေးနားလည်ပေးပါဗျာ okay အဲ့ကျွန်တော်တို့ equal 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 ဟာဒါ equality ဒါတော့ stress equality တိတိကျကျအောင်သူဘာပြန်မလဲစင်ပါ okay မနော်အဲ့ဒီ equal လမ်းချက်လေးမှတ်ပေးပါဗျာ okay thank you